ဒီမှာရောက်ဟုတ်လားဘုရားမဟုတ်ဘူးခဏရောက်နေပြီရောက်ပြီဟိုဘက်မှာဟိုဘက်မှာရောက်နေပြီသွားလိုက်တာဟုတ်လားဟောတော့လေဟောပြီတော့ မန္တလေးမြို့တွင်မိနစ်ပိုင်းသာချား၍လဲဘဲအဆင့်မီးလောင်မှုအပါအဝင် မီးလောင်မှုနှင့်အကျဉ်းဖြစ် မန္တလေးတိုင်းမန္တလေးမြို့တွင်ယနေ့အောက်တိုဘာ6ရက်ညပိုင်းကမိနစ်ပိုင်းသာချား၍မီးလောင်မှုနှင့်အကျဉ်းဖြစ်ပွားခဲ့ကြောင်းမီးတပ်တပ်ဖွဲ့ထံမှသိရသည် ချမ်းမြတာစီမြို့နယ်တွင်ယနေ့အောက်တိုဘာ6ရက်နေ့8နာရီကမီးလောင်မှုဖြစ်ပွား၍လေဘယ်1အဆင့်ဖြင့်ငြိမ်းသက်ခဲ့ကြတော့လဲမီးထိန်နိုင်ခြင်းမရှိသဖြင့်ည8နာရီခွဲကျော်ခန့်၌လေဘယ်2အဆင့်ဖြင့်ထပ်မံငြိမ်းသက်ခဲ့ကြကြောင်းသိရသည်ထို့ကြောင့်ည8နာရီ58မိနစ်၌မီးထိန်နိုင်ခဲ့ပြီးအလုံးစုံမီးငြိမ်းနိုင်ရန်အတွက် မိတပ်တပ်ဖွဲ့ဝင်များကဆက်လက်ညှိတက်ခဲ့ကြသဖြင့်ည9:18မိနစ်တွင်မိငိမ့်သွားခဲ့ကြောင်းသိရသည်